ဒီမေးကောက်ကိုကြုံရင်ကြုံသလိုလူတိုင်းကမဖွင့်ခိုင်းပါနဲ့အဲပြီးသွားတော့ကျွန်တော်စိုင်းနေမှာဂျင်မေးကောက်တွေသွားဖွင့်ခိုင်းတာရလဲလုံးဝကိုမှားရတဲ့အယူအဆတွေပါဒါဆိုရင်အဲ့ဒီဂျင်မေးကောက်ကဘလောက်ထိတောင်အသုံးဝင်နေရလဲပြီးသွားတော့ဒီဂျင်မေးကောက်ကနေတစ်ဆင့်ဘာတွေဖြစ်သွားနိုင်လဲဆိုတော့ကျွန်တော်နဲ့တူတူဒီဗီဒီယိုလေးမှာစိတ်ဝင်စားဖို့လိုက်ကြည့်လိုက်ကြရအောင်ဟုတ်လို့အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့ဗီဒီယိုလေးမှာတော့ကြီမေးအောက်တစ်ခုကဘလောက်ထိတောင်ကြီးမားကျယ်ပြန့်လဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြောပြသွားမှာပါကျွန်တော်တို့နိုင်ငံရဲ့လူအများစုကကိုယ့်ဘာကိုအပင်ပန်းမခံနိုင်ကြဘူးပြီးသွားတော့ပြင်းကြပါတယ်မဟုတ်တဲ့နေရာတွေမှာဆိုလို့ရှိရင်ခွန်အားတွေစိုက်ကြတယ်အခုလိုနေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ခွန်အားမသုံးကြဘူးပေါ့နော်ဒီရာကကျွန်တော်ကိုစိတ်ဆိုးခြင်းဆိုးနေလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့ပြောရမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီကြီမေးအောက်တစ်ခုကနေကိုယ့်အတွက်မလိုလားအပ်တဲ့ပြဿနာတွေအများကြီးဖြစ်သွားနိုင်ပါတယ်အခုပြောနေတာကကြီမေးအောက်ပါ တခြားအခုလို့ social media platform တွေနဲ့ဆက်ဆက်နေတဲ့အကောင့်တွေအားလုံးကိုလည်းကိုယ့်ဘာကိုဖွင့်နိုင်ရင်ဖွင့်ပါမဖွင့်နိုင်လို့ချင်းတခြားတယောက်ကိုဖွင့်ခိုင်းတာတွေကအလုံးဝကိုမဖြစ်တင်ပါဘူးပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာတွေးလိုက်မယ်။ငါတို့ကိုဖွင့်ခိုင်းလိုက်မယ်။ပြီးရင်ငါ password ချိန်လိုက်မယ်ဆိုပြီးထင်လိုက်မယ်။ဒီနောက်ပယ်မှာတခြားຢာတွေလုံးလို့ရတယ်အများကြီးရှိပါသေးတယ်။သင်က password ချိန်တာတစ်ခုပဲလေ့လာထားမယ်ဆိုလို့ရှိရင်တော့အဲ့ဒီနောက်မှာ recovery တွေဆယ်ပြီးတော့သူ့ဘာလို့အဲ့ဒီအကောင့်ကိုအချိန်မရေးပြန်ယူနိုင်ပါတယ်ပေါ့နော်။ ဒါကြောင့်မလို့ဂျီမေးကောက်တွေဖွင့်ကိုင်းတာတွေကိုမလုပ်သေးကြပါဘူး။ဟုတ်ပါတယ်။ဒါကြောင့်မလို့ဂျီမေးကောက်တွေကိုဖြစ်နိုင်ရင်သူများကိုမဖွင့်ကိုင်းပါနဲ့။ဂျီမေးကောက်ကနေတစ်ဆင့်ဆက်ဆက်နေတဲ့ Facebook, Twitter, Instagram အစကြီးတဲ့ social media platform တွေအားလုံးကိုသူကအသက်ပြရနေပါတယ်။နောက်တစ်ခုမှားယွင်းနေတဲ့အယူအဆတစ်ခုကဘာလဲဆိုလို့ရှိရင်ဖုန်းဝင်တဲ့အခါမှာဖုန်းဆိုင်ကနေတခါတည်း Gmail ကလို့ဖွင့်ပေးလိုက်တာပေါ့နော်။ဒါတွေကလုံးဝမဖြစ်တတ်ပါဘူး။တခြားနိုင်ငံတွေမှာအဲ့လိုလုပ်လို့မရပါဘူး။ဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီဖုန်းဆိုင်မှာရှိတဲ့ဝန်ထမ်းတယောက်ကဒီဖုန်းဆိုင်မှာပဲတစ်သက်လုံးနေမယ်လို့ထင်ပါလား။ ဟုတ်ပါတယ်သူအချိန်မီးထွက်သွားနိုင်ပါတယ်ပေါ့နော်သူထွက်သွားတဲ့အခါမှာကိုယ်ဆိုင်မှာလာခွင့်ခဲ့တဲ့ရုပ်ချောချောနဲ့မျိုးသမီးလေးတယောက်ဆိုပါလို့သူကမှတ်ထားလိုက်မယ်နာမည်နာမည်လေးမှတ်ထားလိုက်ပြီးသူထွက်သွားတဲ့အခါမှာတခြားနေရာကနေပြီးတော့အဲ့ဒီအကောင့်လေးကိုပြန်ဝင်လို့ရပါတယ်ပေါ့နော်ပြီးတော့အဲ့လာတဲ့ပို့ဆိုတာကအဲ့ဒီဆိုင်ရဝယ်ခဲ့တဲ့ဖုန်းပတ်ဆက်တွေအားလုံးကတူနေတာပါပဲအကယ်၍ကျွန်တော်တို့ကဖုန်းတစ်လုံးသွားဝယ်လိုက်တယ်သွားဝင်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့နာမည်နဲ့ကျွန်တော်တို့သူတို့ရဲ့ default password ကြီးနဲ့ပေါ့အမြဲတမ်းထည့်ပေးလိုက်မယ်။အဲ့ဒီအချိန်မှာနောက်တစ်ယောက်ကလည်းလာဝယ်တယ်ပေါ့နော်။ သူရဲ့နာမည်လေးကိုလာကျွန်တော်တို့သိမှာဆိုရင်အဲ့ဒီဂျင်းလေးကောင်ကကျွန်တော်တို့ရဲ့လက်ထဲကိုကွက်ဆိုရလာမှာပါဘာလို့လဲဆိုလို့ရှိရင်ပထမအဆုံးဖုန်းထဲနဲ့ဖွင့်ခဲ့တဲ့ဂျင်းလေးကခုလိုဖုန်းနံပါတ်တွေကိုတောင်းမှမဟုတ်ပါဘူးအကယ်၍ဖုန်းနံပါတ်ကိုတောင်းခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဒီဘက်က approve လမ်းတောင်းတာတွေလုပ်လိမ့်မယ်အခုလိုမျိုးဖုန်းနံပါတ်ကိုမတောင်းတဲ့အတွက်ကျွန်တော်တို့ကိုအဲ approve တွေလမ်းမတောင်းဘူးပေါ့နော်အကယ်၍ကျွန်တော်က user name နဲ့ password သိရင် bot ဆိုဝင်လိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဘေးမှာရှိရဲ့အယုတ်ချောချောနဲ့အမျိုးသမီးလေးတစ်ယောက်ကဒီဖုန်းကိုဝယ်လိုက်တယ် သူ့ရဲ့နာမည်ကိုကျွန်တော်မသိမသားလေးနဲ့စုံစမ်းပြီးရသွားခဲ့လို့ရှိရင်သူ့ရဲ့ဂျီမေးကောက်လည်းရပါပြီအဲ့ဒီဂျီမေးကောက်ကလည်းအစင်ဘာတွေပါနိုင်လဲပေါ့နော်သိကြပါလေသူက Facebook ကိုအရင်ဆုံးကသုံးခဲ့ဆိုရင်တော့2မျိုးပေါ့နော်အဲ့ဒီဂျီမေးတစ်ခုနဲ့အကောင့်တစ်ခုထပ်ပွားနေပါလေဒါအပြင်ကိုဂျီမေးကောက်ရဲ့ဒီနေရာမှာသူနဲ့ချိတ်ဆက်ထားတဲ့ social media platform တွေအားလုံးကိုသွားကြည့်လို့ရပါတယ်ဒါပဲလားဆိုတော့မဟုတ်သေးပါဘူးဂိမ်းတွေရောပါပါတယ်လွန်ခဲ့တဲ့2022လောက်ဆုံးကမြန်မာနိုင်ငံမှာရှိတဲ့ဂိမ်းတွေတော်တော်များများပါနေတာတွေ့ပါလိမ့်မယ် ဒီအကြောင်းအရာကတော့ကျွန်တော်ဒီဖုန်းထဲမှာရှိတဲ့ operator ဝန်တန်းတွေကိုကျွန်တော်မသိငါဘူးဘာလို့လဲဆိုလို့ရှိရင်ခင်ဗျားတို့လည်းစဉ်းစားကြည့်လိုက်ပါဗောနော်ဒီအကြောင်းအရာတွေကတော့ဘယ်သူ့ကိုမှ ticket ဆိုတဲ့ရွယ်ချက်မဟုတ်ဘူးဖုန်းထံတိုင်းမှာကျွန်တော်ကကျွန်တော်ရဲ့ viewer တွေဘက်ကလည်းအများတန်းရက်တိပေးနေတာပါဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီ viewer တွေတခုခုဒုက္ခရောက်သွားမှာလေဆုံးရှုံးသွားမှာလေကျွန်တော်ကမလိုလားပါဘူးဒါကြောင့်မလို့ကျွန်တော်ဖုန်းသွားဝယ်တဲ့အခါမှာပဲဖြစ်နေနေစိုင်းနေမှာအခုလိုမျိုးသွားတဲ့အခါမျိုးမှာပဲဖြစ်နေနေဒီမေးခေါက်ကိုမဖွင့်ခိုင်းပါနဲ့ ရေမြေကောက်ဖွင့်တာဘာမှမခတ်ပါဘူးအကဲဒါဆိုလို့ရှိရင်10မိနစ်လောက်ကိုကျွန်တော်နဲ့တူရေမြေကောက်လိုက်ဖွင့်လိုက်ကြရအောင်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေရာနေပဲစပြမယ်ဒီနေရာအထိလူတိုင်းရောက်မှာပါဗောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဖွင့်မှာဖြစ်တဲ့အတွက် create account ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် form my personal you ဗောနော်ပြီးတော့ကျွန်တော်တို့ရဲ့ဒီပထမဆုံးနာမည်မှာကျွန်တော်တို့ကြိုက်တဲ့နာမည်တစ်ခုပေးလိုက်ပါအဲတစ်ခုဗောနော် thumbnail တစ်ခုဇော်ဇော်လို့ပေးလိုက်မယ် ပြီးတော့ဆိုကျွန်တော်နေဘာမှမခတ်ပါဘူးဒီရောက်ဥပစက်၄၅တောင်ခံပြီးတော့ဆိုင်ကိုတောင်းဖက်မှာနဲ့ဒိတ်မှာကိုယ့်ရဲ့မွေးနေ့ကိုထည့်ပါကြိုက်တာထည့်လို့ရပါတယ်ပြီးဒီနေရာမှာယောက်ျားလားမိန်းမလားကျွန်တော်တို့ကဘာလဲပေါ့နော်အချောက်လားအဲကြိုက်တာထည့်လို့ရတယ်ကျွန်တော်ကတော့မေးဖြစ်တဲ့အတွက်ယောက်ျားဆိုတာရွေးလိုက်မယ်မိန်းကလေးဆိုရင်တော့ female ကိုရွေးပါဒီနှစ်ခိုးပဲရှိတယ်ပြီးတော့ name အဲပြီးတော့ user name နေရာမှာကိုကြိုက်တာထည့်ပေါ့နော်အကွေကြီးကိုကဇော်ဇော်ဆိုလို့ရှိရင်လည်းဇော်ဇော် နောက်က3356ထက်ကြည့်လိုက်နေစိမ့်လိုက်လို့မှအနီပေါ်နေဆိုရှင်တခြားသူကတုံထားတာကိုကအဲ့တော့အာယုံနောက်လို့ရှင်လေအောက်မှာ you အဲဆမ်နေပါဗျာတခုခုသူတို့ထည့်ကမ်းလို့ရတယ်ဒါဆိုလို့ရှင်ဒါဆိုရင်ကျွန်တော်တို့သူများနဲ့မတူတဲ့ဥစ္စာကိုကျွန်တော်ပေးมาရမယ်အဲပေါ့နော်ဒါဆိုရင်မရှိတော့ဘူးဒီမှာ password ရိုက်ထည့်ပေါ့နော်အစင်ပြေတဲ့ password ကိုကျွန်တော်တို့ရိုက်ထည့်လို့ရတယ် password ကကျွန်တော်တို့တွေအပုံမှန်တိုင်းဆိုလို့ရှိရင်ရှစ်လုံးအထက်ကိုရှိနေရပါမယ်ပေါ့နော်အကြီးစကလုံးတစ်ခုပါမယ်အသေးစကလုံးတစ်ခုပါမယ်အဲပြီးသွားလို့ရှိရင်ကဏန်းပါမယ်ပြီးတော့ရင် assign ပြီးတော့ရင် share sign ပေါ့ဗျာအခုကြိုက်တဲ့ကောင်လေးတွေထည့်ပါအပေါ် password နဲ့ over password နဲ့တူနေရပါမယ်ပေါ့နော်ပြီးသွားရင်တော့ next ပါပြီးွားလို့ရှိရင်ဖုန်းတစ်လုံးမှာ Gmail ကောက်ဒီ2ကောက်3ကောက်လောက်ပဲဖွင့်ထားရဆိုလို့ရှိရင်ကျွန်တော်တို့တွေအဲထပ်ဖွင့်လို့ရပါတယ်အခုလိုဖုန်းနံပါတ်မတောင်းပါဘူး ဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့အကောင့်တွေအများကြီးဖွင့်ထားခဲ့လို့ရှိရင်တော့အခုလိုဖုန်းနံပါတ်ကိုသူ register လုပ်ခိုင်းပါတယ်ပေါ့နော်အဲဒီနေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်လို့ရပါတယ်ကိုယ်နဲ့စပြီးတော့ something ပေါ့ဗျာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်တစ်ခုကိုရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီး next ထုတ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီ Gmail account တစ်ခုဖွင့်ပြီးသွားပါပြီပေါ့နော်ဒါဆိုလို့ရှိရင် Gmail account ဖွင့်တာကတော့လွယ်ပါတယ်အားလုံးရမယ်လို့ထင်ပါတယ်ဟုတ်ပါတယ်အခုလိုမျိုးလေးဆိုတော့ပြီးသွားပါပြီပေါ့နော် ဒီအရာလေးတစ်ခုကိုစိုင်ဝင်သွားပြီး9000ပေးပြီးတော့ဖွင့်နေမှာလားအဲ9000ပေးပြီးဖွင့်နေထားပါလို့ကိုယ့်ရဲ့ Gmail account ကအငြင်းတန်းဆေးဖြစ်နေမှာလားဆိုတာလည်းအရင်ဆုံးစဉ်းစားပါဘောနော်မဖြစ်နိုင်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ social media platform တွေအပြီးသွားလို့ရှိရင်အခုလိုမျိုး gain တွေသူတို့စီကိုရောက်သွားနိုင်ပါတယ်ဒီအရာကဖုံးဆိုင်ရဝန်ထမ်းတွေနဲ့ဖုံးပြင်ဆိုင်တချို့ကိုပဲပြောတာမဟုတ်ဘူးအဲအစိုးရကျွန်တော်တို့မျိုးဆိုင်ကိုသွားပြီးဝယ်တဲ့အခါမှာအခုလိုကျွန်တော်တို့ဆက်စုတဲ့လူတယောက်ဆိုလို့ရှိရင်တော့အသေးစားပေါ့ရအောင်ပေါ့နော်အဲဖုံးဆိုင်တစ်ဆိုင်ရဲ့ password က default ကြီးပါအ အဲကျွန်တော်တို့တွေဗီလာမြန်မာအတက်နှစ်သုံးပေါ့ဗျာအဲ့လိုပုံစံလေးပေါ့အဲ့လိုမျိုးပုံစံလေးနဲ့ကျွန်တော်တို့တွေမေဖုန်းဖယောင်းဝယ်ခဲ့ရလဲဆိုပြီးမေးလိုက်တဲ့အခါမှာငါဖုန်းကဒီဇိုင်းကဝယ်ခဲ့ရဆိုပြီးပြောလိုက်လို့ရှိရင်တော့အပေတာပေါ့မိမိရဲ့ဂျီမေးတစ်ကောက်လုံးပါသွားနိုင်ပါလေပေါ့နာမည်လည်းသိထားတာဖြစ်တဲ့အတွက် password ကလည်းပြောနေကြမလို့ပါဘူးပြီးတော့ဒီနိုင်ငံလူငယ်များစုကကျွန်တော်နီးပညာပိုင်းတွေကိုသိပြီးတော့စိတ်ဝင်စားကြပါဘူးဒါကြောင့်မလို့လည်းမဖြစ်တင်တာလေအခုလိုမျိုးတွေ leak တွေဖြစ်ကုန်တာပေါ့နော် ရှားနိုင်မှာအခုလို leakage ဖြစ်ဖို့ဆိုတာလုံးဝကိုမလွယ်ပါဘူး။ဘာလို့ဆိုလို့ရှိရင်သူတို့နိုင်ငံရဲ့တင်ရိုးတွေမှာစဒီ security ဘိုင်းကိုထည့်ပြီးတင်နေတာတွေတွေ့ရတယ်ပေါ့နော်။ကျွန်တော်တို့နိုင်ငံမှာလည်းတင်ရိုးတွေမှာအခုလို security ဘိုင်းတွေကိုထည့်ပြီးတော့နှီးပညာဘိုင်းကိုတင်မယ်ဆိုလို့ရှိရင်ဘိုးဒုတာတွေရလာနိုင်တယ်ပေါ့နော်။ဒါကသွားပြောလို့ social media တွေနဲ့ကျွန်တော်တို့ရဲ့အကောင့်တွေပဲပါသွားတာ။နောက်တစ်ခုကြံပါသေးတယ်။ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပုံတွေပြီးတော့ကျွန်တော်တို့ရဲ့ privacy photo တွေပေါ့နော်။အစရှိတဲ့အရာတွေအားလုံးကို digital account ကနေလည်းပါနိုင်ပါလေ။ အကယ်၍သာကျွန်တော်တို့က Google ဖိုတိုမှာအခုလိုမျိုး backup ကို on ထားလိုက်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ရဲ့ privacy ဖိုတိုတွေတခြားသူလက်ထက်ကိုပါနေပါတယ်အဲ့တခြားသူကအစောဖုံးဆိုင်နေပြီးတော့ဖုံးဆိုင်မှာရှိတဲ့ဒီဝန်ထမ်းတွေပေါ့နော်အဲဝန်ထမ်းတွေကိုမဆိုလို့အများစုကိုပြောတာပါဒါအပြင်ကျွန်တော်တို့ဒီလူတွေပဲလားဆိုတော့မဟုတ်ဘူးအဲကျွန်တော်တို့အစောပြောလို့ဖုံးသွားဝယ်ခဲ့တဲ့အခါမှာဘေးမှာရှိခဲ့တဲ့ဆက်စုတဲ့လူတွေပေါ့နော်အဲနောက်တစ်မျိုးကကျွန်တော် hacker တွေအခုလိုလူတွေရန်ကနေဂျီမေးကောင်တွေတခုသူတို့လက်ထက်ရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ privacy ဖိုတိုတွေပါနေပါတယ် ဒါဆိုလို့ရှိရင်အဲ့ဒီ privacy photo တွေမပအောင်ကျွန်တော်တို့တွေဘယ်လိုလုပ်ရမလဲဟုတ်ပါတယ်ကျွန်တော်တို့ရဲ့ gmail account ကိုကိုယ်တိုင်ဖွင့်ရမယ်အဲပြီးသွားလို့ရှိရင်လည်း password ကိုတစ်လတစ်ခါချိန်ပေါ့နော်ပြီးသွားလို့ရှိရင် two step verification ခံမှာအဲပြီးသွားလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ gmail မှာဖုန်းနံပါတ်ကို add လုပ်ထားပါပေါ့နော်အစားရှိတဲ့ယာတွေလောက်ထားမယ်ဆိုလို့ရှိရင်တော့အခြားတစ်ယောက်ကကျွန်တော်တို့ရဲ့ gmail ကိုရသွားခင်ရတာမှာပဲအခုလိုမျိုး two step ခံထားရတော့ကျွန်တော်တို့ရဲ့ verification code ကိုအရင်ဆုံးတောင်းနေမှာပေါ့နော် ဟုတ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခုလိုမျိုး Google Photo မှာလည်း bucket တွေကိုမအွန်ထားသင့်ပါဘူးပေါ့နော် Google Photo မှာ bucket ကိုအွန်ထားလိုက်မှဆိုလို့ရှိရင်တော့ Gmail အကောက်ရသွားလို့ရှိရင်အခုလိုကျွန်တော်တို့ရဲ့ပုံတွေလည်းပါသွားနိုင်ပါတယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒီလို Google Photo တွေမှာ bucket ကိုဘယ်လိုအွန်ရမလဲဘယ်လိုအော့လာလဲဆိုတော့ကျွန်တော်အမေးများတယ်ကဲတခါလေးကြည့်သားလိုက်ပါပေါ့နော်အရင်ဆုံးကျွန်တော်တို့တွေ Play Store မှာ Google Photo ဆိုပြီးရိုက်ချလိုက်ပါဒီကောင်လေးရလာပြီဆိုတာနဲ့ကျွန်တော်တို့စပြီးသူ့ကိုစစ်လို့ရပါပြီကဲဒါဆိုတော့ထုံးစံတိုင်းဆက်ကြည့်လိုက်ကြရအောင် Google Photo အကြောင်းကတော့အစောကပြောဆိုလိုပဲလူမင်းများတဲ့ယာပေါ့နော်အဲကျွန်တော်ရဲ့ Google Photo ထဲမှာကျွန်တော်ဓာတ်ပုံတွေကို backup ကို on ထားလား off ထားလားမသိတဲ့အတွက်အခုရေလုတ်ပေးပါအောင်အဲနောက်တစ်မျိုးကကြတော့သူရဲ့ Google Photo ထဲမှာဓာတ်ပုံတွေပြည့်နေလို့ပေါ့နော်ဒါအကြောင့်သူ on ခဲလို့ဓာတ်ပုံတွေပြည့်နေတော့ကျွန်တော်ရဲ့ Gmail ပြတ်တော့မှလားသုံးလို့မရတော့ဘူးအခုရေလုတ်ပါအောင် gain account တွေပြတ်တော့မှလားဆိုပြီးတော့အခုလိုမျိုးမေးလာတာတွေလည်းရှိတယ်ဒါတွေအားလုံးကိုဒီနေ့ကျွန်တော်ပြောပေးသားမှာပါပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Google Photo ရှိမရှိကိုအရင်ဆုံး live ပြီးတစ်ခုချင်းရှာမနေနဲ့ Play Store မှာ Google Photo လို့ရိုက်ရှာလိုက်မယ်။ โอเคခုလိုမျိုးပေါ်လို့ရှိရင်အပေါ်ကောင်နဲ့ချက်ကြည့်ပြီးဒီအောက်ကကိုယ်ခဲဖို့တူဆိုတဲ့ကောင်ပေါ့နော်ကျွန်တော်တဲမှာ CBR ဖြစ်တဲ့အတွက် open မရှိသေးဘူးဆိုလို့ရှိရင်တော့ install လုပ်ပြီး down လိုက်ပါအဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာမှာခုလိုမျိုးပေါ်လို့ရှိရင်တော့ not now ကိုခဏနှိပ်ထားပါပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့ Google Photo က backup ကို on ထားလား off ထားလားအရင်ဆုံးစစ်မယ်စစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအဲကျွန်တော်တို့ရဲ့ဒီပေါ့နော် Gmail name လေးကိုတစ်ချက်အပေါ်က logo လေးကိုတစ်ချက်ထောက်လိုက်မယ် အဲဒီနေရာမှာဆိုရင်ကျွန်တော်တို့အရင်ဆုံးစပြီးစစ်မှာက bucket is off ဆိုပြီးပြထားတယ်ဒါဆိုရင်တော့ bucket off တာလေ account story ကလည်းအောက်မှာကြည့်လိုက်ပါ15 kg ကမှ0 kg ပဲသုံးရည်ရယ်ဆိုတော့ကျွန်တော်တို့နည်းနည်းလေးမှမသုံးရည်ဘောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Google Photo ကို off ထားပါရယ်ပေါ့ကိုယ့်ရဲ့ Gmail လေးတွေကိုတခုချင်းစီအခုလိုမျိုးလေးလာစစ်ကြည့်လိုက်ပါဘောနော်အကယ်၍ဒါကိုယ့်ရဲ့ Gmail ကိုရရသွားလို့ရှိရင်အဲ့ဒီ Gmail မှာဒါကိုကမတော်တဆ Google Photo ကို on ထားလိုက်မှာဆိုရင်အဲကျွန်တော်တို့ backup လုပ်ထားတဲ့ပုံတွေပါသွားမှာပေါ့ အခုလိုမျိုးဘက်ကလောက်တာမလောက်တာတွေကိုစိတ်ထဲမှာဇဝေဇဝါဖြစ်နေသုံးအောင်ကြည့်လိုက်ပါကျွန်တော်နောက်ပိုင်းမှာပြပေးသားမှာပါကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအဲအခုလိုလောက်တဲ့ကျွန်တော်ဘက်ကကိုအွန်ကြည့်လိုက်မယ်ဗျာအွန်ကြည့်လိုက်လို့ရှိရင်ဘလို့ဖြစ်သွားမလဲဆိုတော့ဒီ icon ကိုတစ်ချက်ကြည့်ကြည့်ပါဒီတိမ်ပုံစံလေးကိုကျွန်တော်တို့တွေဂျားထဲမှာဖြတ်ထားတာပေါ့နော်ဒီ cloud ကိုဂျားထဲမှာကျွန်တော်ပြောရမှာဆိုရင် close off ထားတယ်ပေါ့ဗျာဒီကောင်လေးကိုတစ်ချက်ကြည့်ကြည့်လိုက်မယ် okay အားလုံးသိရနော်ဒီမှာ backup ကို off ထားတယ်ကျွန်တော်ဖွင့်လိုက်မယ်နော် ခုဆိုလို့ရှိရင် तू upload တင်နေပါပြီတစ်ချက်ကြည့်လိုက်ပါခုဆိုရင်ကျွန်တော် upload တွေ तू တင်နေပြီပေါ့နော်အဲအခုလိုမျိုးလားကျွန်တော်တို့ရဲ့ဒီဖုန်းထဲမှာလားပုံ1000ရှိရင်1000လုံးကို upload တင်လိုက်မယ်ဆိုရင် gmail account ကြီးပြည့်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ gmail account တွေပြည့်တာမပြည့်တာတွေဖြစ်တာပါပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အခုလိုဖြစ်နေတယ်ဆိုလို့ရှိရင်တော့တေချာတယ်မိတ်ဆွေရဲ့အောက်က Gmail အောက်ကအခုလိုမျိုး backup ကို on ထားလို့ပါ off မယ်ဆိုလို့ရှိရင်လည်း backup ဆိုတာလေးတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့တွေ offline လို့ရပါတယ် ကဲဒါဆိုလို့ရှိရင်တော့ backup off လိုက်ပါပြီအဲကျွန်တော်တို့ရဲ့ဒီ Google Photo ထဲမှာအဲ backup ကို off လိုက်တဲ့အတွက်အဲပုံနေမရှိတော့ပါဘူးဗောနော်အခုလိုမျိုး backup ကို off လိုက်တဲ့အတွက်ဂျန်နက်ပုံနေရှိတော့မှာမဟုတ်ဘူးအကယ်၍ဒါကျွန်တော်တို့ on ထားလိုက်မှာဆိုရင်အဲ internet ရတိုင်းသူက upload တင်နေမှာဗောနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကားလေးကိုတစ်ချက်နှိပ်ပြီးပြန်စစ်ကြည့်လိုက်မယ်အဲကျွန်တော်တို့က0.01ကဲဆိုတော့ကျွန်တော်တို့တွေအဲတမ်းမတ်လောက်ရှိတဲ့ပုံလေးတွေအဲ့ထဲမှာရောက်နေပါပြီပေါ့နော်ဒါဆိုလို့ရှိရင်အခုလိုမျိုးစစ်လို့ရပါတယ် ကဲဒီပုံတွေကိုကျွန်တော်တို့ဘယ်လိုသွားကြည့်ရမလဲသိကျင်တဲ့လူတွေအတွက်ကျွန်တော်တို့ဒီ collection ဆိုတာလေးတဲ့ကိုဝင်လိုက်ပြီးအောက်ဆုံးကိုဆွဲချလိုက်မယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော် recently app ဆိုတာလေးကိုနှိပ်လိုက်မယ် okay ဒီနေရာမှာကျွန်တော် backup ကို on ထားခဲ့စဉ်ကသူမြန်မြန်တင်လို့ရတဲ့ပုံတွေကို upload လာတင်ထားတာပါဗောနော်အကယ်၍ဒါဒီပုံတွေထဲမှာ privacy photo တပုံပုံပါသွားခဲ့လို့ရှိရင်ဘာဖြစ်သွားမလဲဆိုတော့ကျွန်တော်နဲ့အတူတူထပ်ပြီးကြည့်လိုက်ကြရအောင်ကဲဒါဆိုလို့ရှိရင်ကျွန်တော်အခုအဲပေါ့နော်ဒီကောင်လေးကိုကျွန်တော်ဖြတ်ကြည့်လိုက်မယ် โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာလေးကိုလူတိုင်းသိမယ်လို့ထင်တယ်။အဲဒီပုံလေးကိုမှတ်ထားပါဘောနော်။အဲကျွန်တော်ဒီပုံလေးကိုရှေ့ရ Airbnb ထဲမှာသွားရှာပြီးဖြတ်လိုက်မယ်။โอเคဒါဆိုလို့ရှင်ဒီပုံလေးကကျွန်တော်ရဲ့ရှေ့ရ Airbnb ထဲမှာဒီပုံလေးရှိတယ်ဒီပုံလေးကိုကျွန်တော် bucket ထဲမှာ on net ထဲမှာဒီကောင်လေးပါသွားပြီအားလုံးသိမှာပါ โอเคဒီပုံလေးကိုကျွန်တော် privacy photo လို့မြင်လိုက်မယ်ကိုပေါ့ကိုတယောက်တည်းအဆင်ပြေလို့ရိုက်ထားတဲ့ပုံလို့မြင်လိုက်မယ်โอเคဘယ်သူမှမရှိဘူးဘယ်သူမှလည်းမသိဘူးကျွန်တော် delete ကစ်လိုက်ပြီအဲပြီးသွားပြီဆိုတော့ねဒီထဲမှာလည်းမဟုတ်ဘူးကျွန်တော်အောက်က recycle bin ထဲမှာပါကျွန်တော်ဘာလုပ်မလဲဆိုတော့ delete ကစ်လိုက်ပြီပေါ့เนาะโอเคကစ်ပြီးသွားလို့ရှိရင်ပြီးပြီလားပေါ့ပြီးသွားပြီလို့စိတ်ထဲမှာထင်လိုက်မယ်ပေါ့เนาะဒီနေရာလေးကိုတခြားလေး line မှာကြည့်ပါကျွန်တော်တို့ကပြီးသွားပြီလို့ထင်လိုက်မယ်အစောကကျွန်တော်တို့ backup ကို on ခဲ့မိလိုက်တဲ့အကောက်ကိုတရားရောက်ကရထားခဲ့တယ်ဆိုပါစို့သူက Google Photo လေးတဲ့ကို Gmail ကောက်လို့အပ်လိုက်မယ် အဲပြီးသွားပြီဆိုတာနဲ့ तू ဘယ်ကောက် तू ဘာမျိုးအပ်ခဲ့လဲဆိုတော့ကျွန်တော်တို့အခုလို့ तू ကသွားကြည့်မယ်ဗျာဥစန်းလေးအပ်ကိုနှိပ်ပြီးသွားကြည့်လိုက်မယ်သွားကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့တွေကဲဒါ privacy photo ကြီးဘယ်လိုလုပ်မလဲသူစီပါသွားပြီအဲပါသွားတဲ့အတွက်ပတ်သက်တွေဝင်ညှက်တာတွေဖြစ်လာနိုင်တယ်ကျွန်တော်တို့ messenger နဲ့ပြီးတော့လာပြီးဆက်သွယ်ပြီးတော့ဒါမင်းရဲ့ပုံကြီးမင်းဘယ်လိုလုပ်မှာလဲကျွန်တော်ဘယ်လိုဆက်လုပ်မှာလဲ ဒါကြောင့်မလို့ဒီဗီယိုကကျွန်တော်အစိုးရပြောလို့ပဲဒီနိုင်ငံမှာရှိတဲ့အမျိုးသားတွေနဲ့အမျိုးသမီးတွေကိုတရားရဂိုင်းတော့ရည်ရွယ်ပြီးတော့ကျွန်တော်ဒီဗီယိုလေးကိုဖန်တီးထားတာပါကျွန်တော်ဆိုလို့ကျွန်တော်အားလုံးသဘောပေါက်ပါပါထားပါဆိုကျွန်တော်တို့ဘက်ကအွန်ထားခဲ့တဲ့ထားပါဆိုကျွန်တော်တို့ဘက်ကကိုအွန်ထားခဲ့မိလို့သတိရပြီးတော့ဖြတ်လိုက်တယ်ထားပါဆိုကဲကျွန်တော်တို့ပေါ့ပေါ့တန်တန်ပြီးသွားပြီဆိုပြီးထားခလိုက်တယ်ဗျာဘာမှမရှိတော့အေးဆေးပဲကျွန်တော်ဖြတ်လိုက်ပြီဆိုပြီးတော့ထားခလိုက်တယ်ဒီကောင်ကစောကပြောလို့ဒီနေရာမှာပဲရှာမှာမဟုတ်ဘူး ဒီအစောအထက်မှာရှိတဲ့ trust ချမ်းမှာသူဒါကြည့်လိုက်မယ်ကဲဒီမှာတက်စီသေးတယ်ဒီ privacy photo ကြီးကိုကျွန်တော်တို့ရှေ့မှာလည်းတွေ့ခဲ့တယ်အနောက်မှာလည်းကျွန်တော်တို့တွေ့ခဲ့တယ်ပေါ့နော်ဒါဆိုရင်ဒီ privacy photo ကြီးကိုကျွန်တော်တို့ဒီ airband ထဲမှာလည်းဖြတ်ခဲ့တယ်ဒီ bucket ထဲမှာလည်းဖြတ်ခဲ့တယ်နဲ့ဘာဖြစ်လို့ပြန်ပါလဲဆိုတာလည်းသိမှာပါဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကနီးပညာပိုင်းနဲ့ပတ်သက်ပြီးအရန်အလန်းမိုးဝဲတဲ့အရာတွေဆိုရင်ကိုလေ့လာနိုင်သလောက်လေ့လာတတ်ပါတယ် ဒီကောင်ကလည်းဂျပန်စာတွေကိုရီးယားစာတွေလေးလာသလိုပဲကျွန်တော်တို့ရဲ့အချက်သိက္ခာကိုကာကွယ်တဲ့နေရာမှာအတုံးဝင်ပါလိမ့်မယ်။ဟိုကောင်ကစားဝတ်နေရင်းနဲ့ငွေကြေးမှာအဆင်ပြေတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ကိုညက်တရားနဲ့သိက္ခာအတွက်ဆိုလို့ရှိရင်တော့ဒီကောင်ကအဆင်ပြေပါရဲ့ပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီ language တွေပြီးတော့ကိုယ့်ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့သင်တန်းတွေတက်တာလည်းတက်နီးပညာပိုင်းတွေကိုလည်းကိုလက်လန်းမိသလောက်ကိုယ့်ရဲ့အချက်သိက္ခာကိုကာကွယ်ဖို့တက်လက်လန်းမိလောက်လေ့လာတက်မှာလေလို့ကျွန်တော်ဒီနေရာကနေကျွန်တော်တိုက်တွန်းချင်ပါတယ်ပေါ့နော်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ အကယ်၍လူချင်းမင်းတို့အတွက်အသုံးဝင်ပြီးတော့တခြားလူတို့လည်းမျှဝေတဲ့နယ်ထွန်းလဲဆိုလို့ရှိရင်တော့လွတ်လပ်စွာ sharing လုပ်ပိုင်ကိုရှိပါတယ်။ကြိုက်တဲ့နေရာမှာကြိုက်တဲ့ပုံစံနဲ့တင်နိုင်ပါတယ်။ကျွန်တော်ကဒီဗီဒီယိုကနေပြီးတော့ရမယ့်ဝင်ကိုကျွန်တော်မှတ်မျောပါဘူး။အားလုံးဗဟုသုတတစ်ခုရပြီးတော့အခုလိုမျိုးအကျိုးသက်ရောက်မှုတွေရှိတယ်ဆိုတာကိုနားလည်မဲ့ကျွန်တော်ကျင့်တတ်ပါတယ်ပေါ့နော်။အဗီဒီယိုလေးကိုအစားဆုံးကြည့်ကြည့်ပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ။ကျွန်တော်ကတော့ထုံးစံတိုင်းမိတ်ဆက်ပေးရရင်တော့ Modern Techno ပါ။